မင်္ဂလာပါရှင်ဇွန်လ10ရက်တင်းတွင်နေအတွက်ရွှေရုံကရဲ့လှလှချာချာရန်ကုန်တင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့မျက်စိကုသလူသူများတိရကူစကုဌာနဆေးရုံရန်ကုန်တို့ဆင်းရင်ပေးသွင်းနိုင်တဲ့တင်ဖြစ်ပါတယ်မျက်စိဝေဒနာရှင်များအား73ချိန်မြောက်စကုဌာနပြုမှာဖြစ်တဲ့အတွက်ကုသလူသူများအနေဖြင့်ဆင်းရင်ပေးသွင်းနိုင်ကြောင်းတိရကူစကုဌာနဆေးရုံရန်ကုန်ကအသိပေးထားပါတယ် အဆိုပါ73ချိန်မြောက်မျက်စိအလင်းအလှကိုရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်မြောက်ပိုင်းမြို့နယ်တိရကူကဘာဗုဒ္ဓတက္ကသိုလ်အတွင်းရှိတိရကူစက္ကူဌာနစေယုံရန်ကုန်တွင်ပြုလုပ်ပေးမှဖြစ်ကြောင်းနှင့်မျက်စိကုသလူသူများအနေဖြင့်ဇွန်လ20ရက်နနက်9:00နာရီမှစတင်ကတိရကူကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်စာကြည့်ရရုံကန်ပီလီတရာအစင်မြောက်တဘုံမြို့နယ်ရန်ကုန်မြို့သူကိုတိုင်းသူမဟုတ်ကိုစားစင်းလာရောက်ပြေးသွင်းနိုင်ကြောင်းသိရပါရဲ့ရှင်ဆက်လက်တင်ဆက်ပြမှာကတော့ အမျိုးသမီးငယ်ကိုရီစားဖြစ်သူကဓာတ်နဲ့ထုတ်မှုဘုတထောင်တွင်ဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်မြို့ကန္နာလန်နယ်ဘုတထောင်ဖျားလန်တောင်တွင်အမျိုးသားတူကသူနဲ့ချစ်ကြိုက်နေသူအမျိုးသမီးငယ်ကိုလေပင်ဓာတ်နဲ့ထုတ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာဇွန်လ6ရက်နေ့နဲ့9နာရီကျော်ကဒလမြို့နယ်နေအသက်16နှစ်အရွယ်မောက်ဝိုင်းစုခိုင်နေဟာလွန်ခဲ့သောတနေ့ကရီစားဖြစ်ခဲ့မှုသူတန်လင်းမြို့နယ်နေ မင်းနေပိုင်ခေါ်မြောက်ကြီးနဲ့တွေ့ဆုံရာမင်းနေပိုင်ခေါ်ရာကိုမလိုက်ပဲညှင်းဆန်တဲ့အတွက်အသင့်ပါလာတဲ့ဓာဖြင့်လေပင်းကိုထိုးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဓာနဲ့ထိုးသူကိုအနည်းရှိခရီးသွားများကဝိုင်းဝန်းဖန်စီပြီးရဲတပွက်တန်အနှံ့ကြကြောင်းသိရပါဗျရှင်။ထပ်မံတင်ဆက်ပေးမှာကတော့မောင်လေးနဲ့ညီမလေးကိုကြောင်းကျူသွားတဲ့အမဖြစ်သူမိုးချိုးပစ်ခံရလို့သိဆုံးတဲ့သတင်းဖြစ်ပါဗျ။ရှမ်းကုန်တိုင်းတိုက်ကြီးမြို့နယ်ဖလုံပူတာကျေးရွာအုပ်စုဒွန်းခုတ်ကျေးရွာတွင်ဇွန်လ3ရက်နေ့ညနေ3နာရီချိန်က မွေးချိုးပြစ်ခံရလို့မိန်းကလေးငယ်တဦးတည်ဆုံးခဲ့ကြောင်းဒေသခံတွေကနေသိရပါဗျ။တည်ဆုံးသူအသက်၁၄နှစ်အရွယ်မက်စင်မလွင်ကသူ့မောင်လေးနဲ့ညီမလေးကိုကြောင်းသားချိုးပြီးပြန်လာတာယထာတန်လန်မောအယောက်တွေမွေးချိုးပြစ်ခံရတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့တိုင်းနယ်ပြည်နယ်အသီးသီးတွင်မိုးကြီးနိုင်တာကြောင့်သတိပြုနေထိုင်ရန်မိုးစလအတိပေးတဲ့တင်ဖြစ်ပါတယ်။ဇွန်လ6ရက်မြန်မာစံတော်ချိန်ညနေ6:00ခွဲချိန်တိုင်းထွာချက်များအရာ ကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်တို့တွင်မုတ်သုံးလီအကောင်းလာနိုင်မှုကြောင့်၎င်းအရှိဘက်မှရွေရှားလာသောလေပွေလိုင်းများ၏အရှိန်ကြောင့်၎င်းဇွန်လ9ရက်မှ15ရက်အတွင်းတိုင်းနေပြည်နှင့်အသီးသီးတွင်မိုးကြီးနိုင်လာကြောင်းသတိပြုနေထိုင်ရန်မိုးစလာကအထူးမိုးလေဝသတင်းဖြင့်အသိပေးထုတ်ပြန်ထားပါသည် ထုတ်ပြန်ချက်တွင် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်မှနေရာအနှံ့ပြားမိုးထစ်ချုံရပြီးအချုပ်ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၏မိုးကြီးမဲလို့ဖော်ပြထားကြောင်းသိရပါတယ်ရှင်